အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီနေ့စတင်မလာ25ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်တဲ့ရွေးကောက်ပွဲကိုပြတ်သားစွာပေချလိုက်တဲ့နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ2020ရွေးကောက်ပွဲကိုပဲလက်ခံကြတဲ့သတင်း။ကြောက်မင်းနဲ့တီဘောကပြည်သူရဲ့အပေါ်ဘုံကျင်းနိုင်အောင်စစ်တပ်ကိုသတင်းပေးနေသူဇေယျကို TNL ဖမ်းပြီးရအကြောင်း၆ခါပြန်ရေးကြီးနေတဲ့တောင်ကူမှာဒေသခံတွေကူယာမဲ့နေတဲ့သတင်း အညာကအဓိကလမ်းမကြီးတစ်ခုကိုပြန်ထိန်းရှုပ်ဖို့ပြင်နေတဲ့စစ်တပ်စစ်တပ်လျင်ဂွင်းတွေကိုဒုက္ခပေးနိုင်ဖို့တာဝဲအသေးခံတိုက်ခိုက်ရေး drone ထုတ်လာနိုင်ဖို့လိုလာတဲ့တဲ့နေ့စဉ်စင်ကာပူဒေါ်လာ3သိန်းပေးရနိုင်တာကနေကင်းလို့အောင် Facebook company ကိုတတိပေးလိုက်တဲ့အကြောင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေ့အတွက်ပထမဦးဆုံးသတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုပြတ်သားစွာပေချလိုက်တဲ့နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ2020ရွေးကောက်ပွဲကိုပိုင်လက်ခံတဲ့သတင်းနဲ့စတင်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့၃ဘွဲကစစ်ကောင်မရှင်ရွေးကောက်ပွဲကိုတရားဥပဒေနဲ့မညီတဲ့အမြင့်ခန့်ရွေးကောက်ပွဲအဖြစ်ပြက်ပြက်တသားညှင်းပယ်ထားတယ်လို့အရက်ဖတ်အဖွဲ့ Defense Myanmar Democracy ကဆိုပါတယ်။ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်း International IDEA လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက်နဲ့ကလပ်ဒီမက်ထရစ်အသင်းတို့ပါ။ဒါ့အပြင်နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့စစ်ကော်မရှင်ရွေးကောက်ပွဲကိုလုံးဝအကူအညီမပေးဖို့တန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပေးဖို့2020ရွေးကောက်ပွဲရလက်ကိုတာလက်ခံပေးဖို့နဲ့မြန်မာနိုင်ငံကဒီမိုကရေစီအင်အားစုဝင်နဲ့ပူးပေါင်းဆောင်ရွက်ဖို့စတဲ့အချက်တွေကိုလည်းတိုက်တွန်းတောင်းဆိုထားပါသေးတယ်။စေအိုစုဟာပြည်သူလူထုကဒီမိုကရေစီနေကြရွေးရှည်တည်မြောက်ထားတဲ့အစိုးရနဲ့လွှတ်တော်ကို မတရားအာဏာသိမ်းယူခဲ့တာပြည်သူလူထုအပေါ်အကြမ်းဖက်မှုအမြောက်အများပြုလုပ်တာအတိုက်ခံနိုင်ငံရေးပါတီရဲ့အပေါ်အပြင်းအထန်ဖိနှိပ်တဲ့ဥပဒေတွေပြဋ္ဌာန်းတာနိုင်ငံရေးကောင်းဆောင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးထောင်ချတာသတင်းမီဒီယာတွေအပေါ်ပြင်းပြင်းထန်ထန်ကန့်သက်တားမြစ်တာလူခွင့်ရှိုးဖောင်းမှုတွေကိုစနစ်တကျကျူးလွန်တာမေဇီယန်တွတ်တကောင်စင်းအချက်အလက်တွေက ယုံကြည်ဖွယ်မရှိရတဲ့နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာဆန်ရှင်ဆန်လုံးတွေကိုချိုးဖောက်နေရတဲ့အကြောင်းစစ်ကောင်မရှင်ရွေးကောက်ပွဲကိုအဲ့ဒီအဖွဲ၃ဘွဲကငင်းပေးရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီအဖွဲ၃ဘွဲဟာရွေးကောက်ပွဲလုံခြုံရေးဥပဒေနဲ့ဆက်ဆက်တဲ့တရင်အချက်အလက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဆန်းစစ်လေ့လာတဲ့နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲဖြစ်ပါတယ်။စစ်ကောင်မရှင်ကတော့ပြည်တွင်းပြည်ပအဖွဲ့အစည်းကိုသူတို့လုံမဲ့ရွေးကောက်ပွဲမှာလာရောက်စောင့်ကြည့်လေ့လာခွင့်ချောက်ထားဖို့ ဒီဇင်ဘာလ9ရက်နေ့အထိခွင့်ပြုထားပေမဲ့အခုထိ6ထားသူမရှိသေးဘူးလို့ MPA အနေနဲ့သိထားရပါတယ်။ထပ်မံတင်ဆက်ပေးလိုတာကတော့ကြောက်မင်းနဲ့ဒီဘောကပြည်သူရဲ့ပေါ်ဘုံကျဲနိုင်အောင်စစ်တပ်ကတရင်ပေးနေသူ စေကိုတင်းလေလေဖမ်းမိရတဲ့တရင်မှာတန်အတက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မင်းနဲ့ဒီဘောမျိုးတွေမှာစစ်ကွန်ရှင်တက်ရစစ်ပရေးရလုံခြုံရေးတပ်ဖွဲ့စားရဖနဲ့တရင်ပေးဒလန်တွေကိုဖမ်းဆီးရမိခဲ့လို့ PSLF TNL ရဲ့တရင်နဲ့ပြန်ကြားရေးဌာနကဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ပုံစံမျိုးစုံနဲ့အယောင်ဆောင်ထားတဲ့စစ်အုပ်စုအတွက်စုံစမ်းထောက်လှမ်းပေးနေသူတွေကိုကြောက်မဲနဲ့တိဘောမျိုးတို့မှာသတင်းရယူဖို့ဆက်လွတ်ထားတဲ့စာရဖတ်နဲ့ဒလန်စေဦးကျော်ကိုဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။သူတို့ဟာတန်အတက်ရဲ့တင်နေရာတွေလူနဲ့လက်နက်အင်အားအခြေအနေလူစုလူဝေးနေရာတွေကိုသတင်းရယူပြီးလေကြောင်းပစ်ခတ်မှုတွေလှုပ်ဆောင်တဲ့အခါထိရောက်မှုရှိမရှိစုံစမ်းထောက်လှမ်းပေးသူတွေဖြစ်တယ်လို့အသိပေးထားပါတယ်။တပံစစ်ကော်မရှင်တဲ့ရဲ့စစ်ကြောင်းတွေဘလို့လွေးလွေးကူကူ ဝင်နိုင်မလဲဆိုတဲ့လမ်းကြောင်းတွေကိုရှာဖွေပေးတယ်လို့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်းစာရဖားနဲ့သတင်းပေးတွေကအဓိကထောက်လန်းသတင်းပေးပို့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေဖော်ပြထားပါတယ်။သူတို့တွေဟာစုံစမ်းထောက်လန်းရမှာမြို့တွေကိုလမ်းလျှောက်ဆိုင်ကယ်၊လိုင်းကားအင်စီကားစတာတွေနဲ့တွာလာလှုပ်ရှားတယ်လို့တထင်းတဒေါန်းစာခရီးသွားစတဲ့ပုံစံအမျိုးမျိုးနဲ့ဝင်ရောက်သတင်းထောက်လန်းနေကြတယ်လို့ TNL ရဲ့အပြောအယားသိရပါတယ်။စာရဖားနဲ့ဒလန်တွေရှင်းချင်းဆက်သွယ်ရမှာ လမ်းဟံအမုံရလက်ဖက်ရည်ဆိုင်လမ်းမဲကွက်ရဆိုင်နဲ့လူချင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတုံးနဲ့တူသတင်းပေးပြီးစစ်ကော်မရှင်တက်ထံ online platform တွေဖြစ်တဲ့ Viber, Facebook, WeChat, Telegram တွေကတဆင်သတင်းပေးပို့ခဲ့ကြရလို့လဲဆိုပါတယ်အခုဖမ်းမိထားသူတွေကိုလုံခြုံရေးစိတ်ရှရာမှာကောင်းမွန်စွာထိန်းသိမ်းထားပြီးပြုံးမှုကျူးလွန်တဲ့အကြောင်းထင်ရှားပေါ်လျင်တော့တအားပြေဥပဒေနဲ့အညီအရေးယူသွားမယ်လို့ TNL ကဆိုပါတယ် ဒီလိုအစားအဖတ်နဲ့ဒလန်တွေဖန်ဆီးရမှုမျိုးနဲ့ပတ်သက်ပြီး MPA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။တာဒီယာအနေနဲ့6ခပ်ပြင်ရေကြီးနေတဲ့တောင်ကုန်းမှာဒေတာခံတွေကူရမဲနေတဲ့အကြောင်းပြောပြပေးခြင်းပါတယ်။ရာဂါဆာမုန်တိုင်းအချိန်နဲ့အတူရေအခါခါကျင်းနေတဲ့ပဲခူးတိုင်းတောင်ကုန်းမြို့မှာဒီနေ့2025ခုနှစ်အတွင်း6ခါပြန်ရေကြီးနေတယ်လို့သတင်းရရှိပါတယ်။ပြင်မနာမျိုးအထက်ပိုင်းမှာမိုးများနေလို့စစ်တောင်မြင့်ရင်ထက်တက်လာပြန်တဲ့အတွက်တောင်ကုန်းမြို့ပေါ်ကို ရေထပ်တို့ရောက်ရှိလာနေရလို့ကုညီကစေးလှုပ်ဆောင်ပင်းတဲ့သူတွေကပြောပါတယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့စူပါတိုင်ဖုန်းမုန်တိုင်းရာဂါဆာအချိန်ဟာတောင်နိုင်ငံတောင်ပိုင်းထိုင်ဝမ်တိုင်းဖိလစ်ပိုင်တို့ကိုစွတ်စွတ်ဝါးရိုက်ခတ်နေတယ်လို့ထိုင်းနဲ့မြန်မာတို့မှလည်းဒေသအလိုက်မူးကြီးရေချမ်းမှုဖြစ်ပေါ်စေလို့သိရပါတယ်။ မြန်မာမှာတော့နေရာနဲ့ပြည်မှာမိုးရွာသွန်းမှုများပြားနေပြီးနေပြောအထက်ပိုင်းမှာမိုးများအကြောင်းစတင်မာလာ24ရက်ညနေ9နာရီဝန်းကျင်ကစလို့တောင်ကုန်မြို့စုမှာရှိရရက်ကွက်ကိုရက်ကွက်တဆင်နဲ့မြေယိုတချောင်းမှာရှိရတဖမ်းပင် အနောက်စင်မြစ်ကြီးပေါက်အလေကျွန်းနဲ့ရွှေရှိုင်းရွာတွေမှာရေတက်နေရလို့လူမှုကွန်ရက်အဖွဲ့နဲ့နေဆက်သူတူးစီကနေသိရပါတယ်။လက်ရှိမှာတောင်ကုန်မြို့ကစစ်တောင်မြေရဲ့အချင်းတွေဟာစိုးရင်ရေမှတ်600စင်တီမီတာမှာရက်တက်နေပေမဲ့အထက်မှာ မိုးများရင်တော့ထွက်ကြီးလာနိုင်တယ်လို့ဆိုပါတယ်။အခုအရှင်တွေကိုတာမန်လို့တတ်မှတ်ထားကြအကြောင်းဒေတာခန့်တွေကိုသတိပင်နှုတ်ဆော်ရမျိုးမရှိသေးဘူးလို့ MP ရဲ့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။ဒါပေမဲ့ KC ရဲ့အတွက်တော့ကြိုတင်ပြင်ဆင်ထားကြပြီးဒီနေ့မနက်ပိုင်းထိရေလွတ်ရနေရာရစီရွှေ့ပြောင်းရှားတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။တောင်ကုန်မြို့ကစစ်တောင်မြေကြီးဟာတရက်အတွင်းပေဝက်ခန့်ဆက်လိုက်မြင့်တက်လာနိုင်တယ်လို့စစ်ကော်မရှင်လောက်ကန်မိုးစလကထုတ်ပြန်ထားပါတယ်။တိုင်ဖုံးမုံတိုင်းရာဂါစာအတွင်းကြံတွင်နဲ့ မုတ်တုံအကောင်ချင်းကြောင့်နိုင်ငံအနှံ့စတင်မာလာ25ရက်ကနေ28ရက်အထိ3ရက်အတွင်းမိုးအသင်းတင့်ကြွာသွန်းနိုင်တယ်လို့မိုးလေဝသခန်းမှန်းသူဦးဝင်းနိုင်ကခန်းမှန်းထားပါတယ်။ပြည်တွင်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးရရင်တော့အညာကအတိတ်ကလမ်းမကြီးတစ်ခုကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့ပြင်ဆင်နေပါတယ်။စကိုင်းနဲ့ကလေးမျိုးနဲ့တောင်ပိုင်းမှာရှိတဲ့ကျန်းသားရွာကိုစစ်တပ်က ပြန်တိုင်းပြည်အနောက်စကိုင်းနဲ့မကွဲကိုဆက်သွေထားပြီးအထက်ကျတဲ့ကလဲကန်ကိုလမ်းမကြီးကိုထိန်းချုပ်ဖို့ပါပြင်ဆင်လာနေတယ်လို့သတင်းရရှိပါတယ်။ PKR စတမလာ20ရက်ကကလဲမြို့နယ်တောင်ပိုင်းကျန်းသားရွာကိုစစ်တပ်ကပြန်သိမ်းသွားတာပါ။အဲဒီနောက်စတမလာ21ရက်ကနေ24ရက်နေ့အထိ၄ရက်တွင်းကလဲမြို့အခြေစိုက်ဒေသကုကွယ်မှုစစ်ဌာနချုပ်ဒါကာစာကလဲက MSM တင်းရဟန်ရင်နဲ့လူလက်နက်ခင်းရတဲ့ရဲခါတွေကိုလေ့ကျင့်ဖြစ်တင်ခဲ့လို့ဒေသရင်းတော်ရင်တပ်ဖွဲ့ရဲ့စီကနေသိရပါတယ်။ ကလေးကန်ကိုလမ်းမကြီးကိုအမြန်ဆုံးပြန်ဖွင့်ရှင်နေရလို့တင်ရထားတယ်။ဒီလမ်းမကြီးဘေးမှာကအင်ဂျယ်1500ကနေ2000လောက်ရှိတဲ့ရွာကြီးတွေကြီးပဲ။ဒီရွာကိုထိန်းချုပ်နိုင်မှကလေးကန်ကိုလမ်းမကြီးကိုသူတို့ထိန်းချုပ်နိုင်မယ်။သူတို့ကကြံတာကနေစပြီးကလေးနေမြောက်ပိုင်းကိုစစ်ကြောင်ထိုးမယ်လို့သိရတဲ့အကြောင်းကလေးခင်ပကဖာ drone ကဝန်ခံက MP ကိုပြောပါတယ်။လက်တလောကြံတာရွာမှာစစ်ရဟ200ဝန်းကျင်ရောက်ရှိနေပြီးတွန်လင်းတက်တွေကလည်းစစ်ရေးပြင်ဆင်မှုနဲ့ပြုတ်လောက်ထားတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့တော်လင်းတက်ဖွဲ့တွေဘက်ကလည်းကာကင်းတွေကအစစစ်စင်ကိစ္စတွေအစုံအကုန်လုံးပြင်ဆင်ထားပါတယ်။လာရင်လာတယ်လို့အကောင်ဆုံးကာကွယ်ဖို့တော့အဆင်သင့်ရှိပါတယ်။ပြည်သူကာကွယ်ရေးတက်မလို့ရောကာကွယ်ရေးအဖွဲ့ပတ်ကဖတ်တွေရောစုပေါင်းပြီးကာကွယ်ဖို့လှုပ်ထားကြပါတယ်လို့အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။စကိုင်းမကွယ်ဆက်စကိုင်းတိုင်းရဲ့အစွန်ဆုံးမှာရှိတဲ့ကြံတရော်ဟာမဟာပြူဟာကြတဲ့ကလဲကန့်ကောကားလမ်းမပေါ်မှာတရှိကစစ်ရေးအရေးပါတယ်လို့မကွယ်တိုင်းကန့်ကောမြို့နယ်မှာရှိတဲ့ ပြူစော်တီရွာကြီးတွေဖြစ်တဲ့ဟန်တာရီပြူရွာနောက်ခံရန်ပြူရွာတွေနဲ့လည်းနေမြေဆက်ဆက်နေပါတယ်။ကျန်သာရွာကိုတော်လင်းတက်ဖို့ရာဒီနေ့2025ခုနှစ်ဧပြီလ10ရက်ကတင်ပိုက်ခဲ့ပြီးရနောက်9လကျော်ကြာမှစစ်တပ်ရဲ့ထိုးစစ်ဆင်မုံကိုတုံ့ပြန်ဖို့လက်နက်ခင်းရမလုံလောက်လို့ပြန်လည်လွတ်လွတ်ပေးထားရပါတယ်။ပြည်တွင်းတွေကနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်လင်ကွင်းတွေကိုဒုက္ခပေးနိုင်မှုတဝဲအသေးခံတိုက်ခိုက်ရေး drone ထုတ်လုပ်ဖို့လိုအပ်နေတဲ့အကြောင်းဖြစ်ပါတယ်။ တော်လင်းတက်တွင်နေနဲ့ဘုံတိကျချက် drone အဆင့်ကနေတာဝဲအတေခံတိုက်ခတ်ရေး drone အဆင့်အထိတက်လန်းနိုင်ရင်လင်ဝင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်မှာဖြစ်တယ်လို့ Tactical Raptor 2.0ကထောက်ပြပြောဆိုလာပါတယ်။လင်းတွေကို shutter နဲ့မထားနိုင်ရင်အတေခံ drone တွေနဲ့တိုက်ခိုက်လို့ရပြီးဒါကို Ukraine စစ်မြေပြင်ဖြစ်ရတွေကအချိန်ချင်းတတ်တေပြနေရလို့စစ်ပိတ်အရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီအဖွဲ့ကဆိုပါတယ်။ နိုင်ငံတကာထောက်ပံ့မှုမရှိတဲ့ကိုအားကိုကိုတော်လင်အဖွဲ့တွေအတွက် Piston Engine တက် Long Range Strike Drone ထုတ်လုပ်နိုင်ဖို့ဆိုတာအတော်လေးရောခက်ခဲပါတယ်။ငွေကြေးအခက်အခဲတွေကြောင့် Long Range Strike Drone အဆင့်အထိမလန်းနိုင်သေးပဲလက်ရှိသုံးနေတဲ့ Quick Copter, Hazard Copter တွေဝေရတာဆုံးရှုံးတာပြန်လည်ဖြစ်တင်တာဂျမရီကိုကြော်လွှားနိုင်ဖို့ပဲဥစားပင်းနေကြပုံကြပါတယ်လို့လဲ Tactical Raptor 2.0ကဆိုပါတယ်။ မြန်မာနိုင်ငံမှာတော်လင်းတပ်ဖွဲ့တွေက drone ကိုစတင်အသုံးပြုခဲ့ပြီးစစ်တပ်ကိုအထိနာစေခဲ့ပေမယ့်ဘုံဒီပစ်ရှားရဲ့ drone တွေကိုရှေ့လမ်းမှာတုံးတာအပြင်စစ်ကော်မရှင်နောက်တန်းအထိချိန်ချောက်နိုင်တဲ့တာဝေးတိုက်ခိုက်ရေး drone တွေတုံးနိုင်တဲ့အဆင့်အထိရောက်မလာနိုင်သေးဘူးလို့လည်းအဲ့ဒီအဖွဲ့ကထောက်ပြထားပါတယ်။ဒါအပြင်နေပြော်အလလီစစ်ကို drone တွေတိုက်ခိုက်ခဲ့ပေမယ့် Cyberlis အတက်တာဖြစ်ခဲ့ပြီးစစ်ရဲရအကျိုးသိမ့်မရှိခဲ့ဘူးလို့လည်း Tactical Raptor 2.0ကထောက်ပြပါတယ်။ အခုအခါစစ်ကော်မရှင်ဟာတရုတ် Skyfan Company ထုတ် drone ကောက်ကွယ်ရေးစနစ်တွေကိုစစ်ရေးရာအရေးကြီးတဲ့ရှင်းတဲ့ scan တွေအထိတိုးရှင်းတက်ဆင်နေပြီးအဲ့ဒီစနစ်ဟာတော်လင်း drone တွေကိုအတော်တန်ကောက်ကွယ်နိုင်တယ်လို့သိရတဲ့အကြောင်းမြန်မာစစ်ပိုက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးဖွဲ့ MDSI ရဲ့စစ်ပတ်သူပြည်နာတာဝန်ခံ CDM ဘုံမူးနောင်ယိုးကပြောပါတယ်အခုနောက်ပိုင်းတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကတံမြင်စစ်စင်ရေးတွေမှာ drone ကိုပုံမအလဲထားအသုံးပြုလာတယ်လို့ MDSI ကဆိုပါတယ် နောက်ဆုံးပြပသတင်းအနေနဲ့နေ့စဉ်စင်ကာပူဒေါ်လာ3သိန်းပေးရနိုင်တာကနေကင်းလွတ်အောင် Facebook ကုမ္ပဏီကိုစင်ကာပူအစိုးရသတိပေးလိုက်တဲ့အကြောင်းတန်ဆက်ရင်ကျွန်တော်ရဲ့ဒီနေ့အတွက်သတင်းတင်ဆက်မှုကိုရန်နာလိုက်ချင်ပါတယ်။ Facebook ပေါ်မှာအယောင်ဆောင်ပေးလိန်နေတဲ့ကိစ္စတွေကိုထိန်းချုပ်ဖို့စင်ကာပူအစိုးရက Meta ကုမ္ပဏီကိုမဖြစ်မနေလှုံ့ဆော်ရမယ့်အစီအမံတွေထစ်သွင်းချမှတ်ပေးဖို့ Stimulus 30ရဲ့နောက်ဆုံးထပ်ပြီးတက်မှတ်လိုက်ပါတယ်။စင်ကာပူနိုင်ငံရဲ့ online criminal ham အောက်မှာ ပထမအုပ်ဆုံးအကြိမ်ထုတ်ပြန်တဲ့ညွှန်ကြားချက်အရမက်တာကုမ္ပဏီကအဆင့်မြင့်ထားတဲ့မျက်နှာမှတ်သားစနစ်အစီအမံနဲ့ထည့်သွင်းရမယ့်အပြင်စင်ကာပူကအရေးကြီးတဲ့အစိုးရရှင်တာဝန်ယူထားသူတွေပုံစံအယောင်ဆောင်ထားတဲ့အလင်းညာကြော်ညာတွေအကောင့်တွေ profile တွေနဲ့စီးပွားရေးစာမျက်နှာတွေကိုရှင်းရှင်းနိုင်ဖို့စင်ကာပူကတုံ့ဆွဲသူတွေရဲ့တိုင်ကြားချက်တွေကိုဥစားပေးစီစဉ်ရမှာလည်းဖြစ်ပါတယ်။မက်တာအနေနဲ့ light မက်တာအနေနဲ့ line up ပျက်ကွက်ရင်တရားစွဲခံရပါက စင်ကာပူဒေါ်လာတသန်းအထိဂန်ငွေဆောင်ရနိုင်တဲ့အပြင်လိန်လမုတ်ဆက်နေလို့တရားစွဲခံရရင်တော့နေ့စဉ်ဒန်ငွေစင်ကာပူဒေါ်လာတသန်းအထိပေးဆောင်နေရတာမျိုးလဲချမှတ်ခံရနိုင်တယ်လို့ပြည်ထောင်ဝန်ကြီးဌာနကဒီနေ့စတင်မလာ25ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်စင်ကာပူမှာအစိုးရအရာရှိအယောင်ဆောင်ပြီးလိန်လေမုတ်တွေများပြားလာတဲ့အတွက်ဒီညင်ကြားချက်ကိုပထမဦးဆုံးအချိန်ထုတ်ပြန်ဖို့စတင်မလာ3ရက်နေ့မှာကျင်းပတဲ့ Global Anti-Scan Summit Asian 2025မှာကျင်းပခဲ့တာပါ ပြည်ထောင်2024ခုနှစ်ဂျွန်လနဲ့2025ခုနှစ်ဂျွန်လကြားကာလမှာပြည်ထောင်ဝန်ကြီးဌာနနဲ့စင်ကာပူရဲတပ်ဖွဲ့တို့က Facebook ကိုအသုံးပြုပြီးအစိုးရရုံတာဝန်ယူသူတွေရဲ့ဗီဒီယိုဒါမှမဟုတ်ပုံတွေကိုအတုအယောင်လုပ်ပြီးလိင်လေရဲ့ကြော်ညာတွေအကောင့်တွေ profile တွေနဲ့စီးပွားရေးဆက်မျက်နှာတွေနဲ့လိင်လေမှုတွေပုံများလာတယ်ကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီကာလအထက်မှာရဲတပ်ဖွဲ့ကလည်း Facebook ပေါ်ကအဲ့လိုကြော်ညာနဲ့ online နဲ့2000လောက်ကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ် ဒီလိုအယောင်ဆောင်လိန်လေမုန်တွေလို့ပို့ Facebook ကလိန်လေသူတွေအတုံးအများဆုံး platform ဖြစ်နေတယ်ဒီလိုလိန်လေမုန်တွေမပြန့်ပေါ်အောင်တားဆီးရဟာပြည်သူတွေကိုအန်ဒီရတွေကနေကာကွယ်ဖို့နဲ့အစိုးရနဲ့အများပြည်သူဆိုင်ရာအဖွဲ့အစည်းအပေါ်ဂျုံကြည်မှုကိုထိန်းသိမ်းဖို့အရေးကြီးရဲ့လို့ပြည်ထောင်ဝင်ကြီးဌာနကပြောပါတယ် MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုနားဆင်ပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် မြမပြည်သူပြည်သားအပေါင်းကိုစိတ်မဖျားစမ်းမချမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ